ဒီနေ့တင်လိုက်တဲ့ post အောင်မှာလူတွေအရန်စိတ်ဝင်စားနေတဲ့မိကွန်းနှစ်ခုကိုတရားနေပဲဖြည့်ပေးလိုက်မယ်เนาะတစ်ခါပဲဖြည့်ပေးမယ်เนาะပထမတစ်ခုကကိုရီးနှစ်ယောက်မှာဘသူကမိန်းမဘသူကယောက်ျားလေးဆိုရယ်မိကွန်းနောက်တစ်ခုကကြတော့ဘလိုကလေးယူမှာလဲဆိုရယ်မိကွန်းအဲ့နှစ်ခုဒီတစ်ခါပဲဖြည့်ပေးမယ်เนาะကိုရီးနှစ်ယောက်မှာဘသူကယောက်ျားဘသူကမိန်းမလဲဆိုတော့အဲ့လိုမျိုးကိုရီးနှစ်ယောက်မှာခွဲခြားရတာမရှိဘူးဘလိုမျိုးမရှိလဲဆိုတော့အခုလောလောဆယ်ပေါ့เนาะဒီအချိန်မှာ အိမ်မှာဘသူငွေရှာလဲဆိုရင်သူငွေရှာတယ်။အိမ်မှာကိစ္စရဘသူလုံလဲဆိုရင်လည်းသူပဲလုပ်တယ်။ကိစ္စဘလို့လဲဆိုတော့ကိုကစင်ကာပူမှာနေတယ်အလုပ်လုပ်တယ်။အာကိုကအဲ့တော့စင်ကာပူမှာမန်နေဂျာလုပ်လုပ်နေရောလာစားလဲအဆင်ပြေတယ်။အဲ့ဒီအချိန်မှာ तू ကအမြဲအဲ့လိုနပုန်စတိုက်တာပေါ့နော်အဲ့လိုခွဲမနေချင်တော့ဘူးခွဲမနေချင်တော့အမြဲပြောအဲ့တော့ကိုကသူ့ပြောတယ်။ငါစင်ကာပူကနေပြီးတော့ထိုင်းကိုလာရင်တေချာရင်ငါထိုင်းမှာလုံးမရအောင် ရရင်လည်းရတဲ့အလုပ်ကနှစ်ပေတစ်ပြားနဲ့ငါမလုပ်ချင်အဲ့အတွက်ငါထိုင်းကိုလာပြီးရောငါကြောင်းတက်မယ်ငါမာစတာတက်မယ်အဲ့အတွက်မာစတာတက်မယ်ဆိုရင်အင်းဆုံးနှစ်နှစ်မှဝင်ဝင်မရှိအတူပြောတယ်နင်ငါ့ကိုနှစ်နှစ်လုံးလုံး sporting ပေးရမယ်ငါတုံးသမျှအကုန်လုံးနေပေးရမယ်နှစ်နှစ်ပြီးလို့ရှင်တော့ငါထိုင်းစကားလည်းတက်မယ်အာထိုင်းကတက်ကတော့မာစတာပွဲလဲရမယ်ဆိုတော့ငါအလုပ်တစ်ခုတော့ငါကောင်းကောင်းမိုလီငါရှာနိုင်မယ်။နင်အဆင်ပြေလား။ဆိုတော့ तू อ่ะအင်း तू အဆင်ပြေတယ်။ကြားတယ်။ ူအဲ့ပိုင်းကို disposing ပေးမယ်။ထိုင်းလာလာခဲ့။ဆိုတော့ okay ဆိုတော့ကထိုင်းလာခဲ့လိုက်တယ်။တော့လေသူခရီးတိုင်းပဲကို့အကုန်လုံး disposing ပေးတယ်။အဲ့ထက်သူ့အနေနဲ့ကလည်းတရားမလားရုတ်တရက်ကြီးလူတယောက်ကိုသူတောင်းဝန်ယူလိုက်တဲ့အတွက်သူ့မှာလည်းစိတ်ပီစီမှုတွေရှိမှာပဲ။ကို့အနေနဲ့ကျတော့လေတတလုံးကြီးတင်မလားကို့ငွေနဲ့ကိုရှာ၃လအဲဘွားနေပြောမှာ online နဲ့မိခုတို့ဖြစ်သွားရော။ အဲ့အတွက်ခုမှတခြားဝင်ငွေရောရှိပါတယ်ဒါပေမဲ့အရှင်လုံးဟုတ်တော်လေးသိရမလားအဲ့တော့ကိုလည်းစိတ်ပြည့်စုံမှုတွေအများကြီးရတယ်သူလည်းငွေရှာလို့စိတ်ပြည့်စုံကောင်းစိတ်ပြည့်စုံမယ်ကိုကတော့လိုလေတိမရှိနေနေရပါပဲလေသိရမလားတတလုံးကိုငွေနဲ့ကိုကိုင်းပြီးသုံးခဲ့ရတော့ကိုကလည်းကိုတော့ကိုလည်းအာစိတ်ပြည့်စုံမှုတော့ရှိတာပေါ့ဒါပေမဲ့ငွေချင်းနဲ့ပတ်သက်တော့ကိုလုံးဝမျက်နှာငြိမ်အောင်ထားတယ်အဲ့လိုကိုရဲ့ဒီ view ထဲမှာငွေအဲ့လိုထည့်ပေးရတယ်ငွေရော့တာနဲ့တူတူအမြဲတမ်းအဲ့လိုဖြစ်ဖြစ်ပြီးတာတယ်အဲ့လို ကိုငွေတောင်းရအောင်သူမလုံအဲ့လိုမျိုးဒါမှပူပညာဖြစ်အောင်သူထားတယ်ဒါပေမဲ့လေဒီမှာကိုကိုငွေနဲ့ကိုမရှိတော့ကိုလည်းစိတ်ပြီးစီရတာပဲဒါပေမဲ့နှစ်နှစ်ဆိုရဲကာလတော့တိခတ်မယ်အဲ့လိုမျိုးကိုညောက်ကစမရချတာတယ်ပြီးတော့နောက်တစ်ခါပါလဲဆိုရင်ကိုကအမှန်တမ်းပြောရင်လူရက်ထင်မှာပေါ့နော်သူကတွန်ပွိုင်းယောက်ျားလေးညံမှနေတယ်ကိုကမိန်းမညံနေမယ်လူတွေကထင်ကောင်းထင်လိမ့်မယ်ဒါပေမဲ့သူတွန်ပွိုင်းမဟုတ်သူဒီတိုင်းလေးပဲတီရှပ်နဲ့ဘောင်းမီနဲ့ဝေ့ရပြီးတော့အဲ့ဒါအဲ့လို ဘွားလစ်စတိုင်လေးဝေးရအောင်ကြိုက်တာလုံးဝယောက်ျားမဟုတ်မိန်းမစစ်စစ်ကိုထင်တော့ပုံမိန်းမဆန်သေးတယ်အားနေငိုတယ်ထက်ကနေရှင်းငိုတယ်ကိုကလုံးဝမျက်ရည်မကျောင်းပြီးရင်ကိုရဲ့အတွေးကလုံးဝတပြောင်နေသွားတယ်ပြောမယ်ဆိုရင်ကိုကပိုယောက်ျားဆန်တယ်သူတက်ပို့ပြီးတော့တက်တာတစ်ခုဖြစ်ပြီးဆိုရင်ကိုကအဲ့လို logic ပိုင်းရောစဉ်းစားတယ်တက်တာတစ်ခုဘယ်လိုဖြေရှင်းမလဲအရင်ဆုံးကိုကအဖြေကိုညှစဉ်းစားတယ်သူကကြတော့မဟုတ် အရင်ဆုံးငိုမယ်ပြီးသူ့ကိုအရင်ဆုံးအဲ့လိုမျိုးစိတ်ခွန်အားပေးပြီးမှသူ့လာပြီးတော့ပြဿနာရဲ့အဖြေကိုပေးကိုကမဟုတ်ဘူးလေဒါကပြဿနာဒီဟာအဖြေသူကအဲ့လိုမျိုးဆိုမရဘူးသူငိုနေပြီသူ့အရင်ဆုံးနှစ်သိပ်ပေးရမယ်အဲ့လိုမျိုးတော့ကိုရီးယားသွားတာပြောမယ်ဆိုရင်သူ့မိမညံမနေတယ်ကွယောက်ျားညံမနေတယ်အာအဲ့လိုတခုခုဆုံးဖြတ်မယ်ဆိုရင်လေကိုကဥဆောင်ပြီးဆုံးဖြတ်တယ်အိမ်မူကိစ္စဆိုရင်လေအကုန်ကိုလုတ်တက်ပါတယ်ဒါပေမဲ့ကိုပြင်းတယ်အဲ့တော့ထမင်းဟင်းကတော့ကိုချက်လာလုံးဝအရသာမကောင်း ူချက်တာရတာကောင်းတယ်အဲ့အတွက်သူထမင်းချက်တယ်အာအင်တန်ရှင်ရတော့ကိုယ်တိုင်မလုပ်တယ်သူကအင်တန်ရှင်လုပ်ရတာအရန်ပြင်းတယ်သူအင်တန်ရှင်လုပ်ရင်လည်းအရန်မပြောင်းအဲ့တော့ကိုယ်ပဲအင်တန်ရှင်လုပ်တယ်အာနောက်တစ်ခုကကျတော့မိဘကတော့ညောင်းတိုင်းမိဘကရောခမအိမ်မဲပို့လိုက်တယ်ရခမညာတက်ပြီးတယ်ဟုတ်ပြီနော်အဲ့ဒါကယောက်ျားမိန်းမကိုရီးယားဆလုံးမအဲ့လိုမျိုးယောက်ျားဘသူကယောက်ျားဘသူကမိန်းမဆိုရင်ခွဲရတာမရှိနှစ်ယောက်ဆလုံးကအတူတူပဲနှစ်ယောက်ဆလုံးမိန်းမပဲသူကကိုယ့်ထက်ပိုမိန်းမဆန်တယ် ယောက်ျားမိမခွဲချေးဆိုရင်ကိုကတော့ဘူယောက်ျားလို့ပြောလို့ရတယ်ကိုတို့တော့ဘူယောက်ျားဆန်တယ်အစ်စနာရှိမိနော်နောက်ခုကလေးဘလို့မွေးမလဲသူ့မှာလဲမောင်လေးရှိတယ်ကို့မှာလဲမောင်လေးရှိတယ်ကိုရိုနီယောစလုံးကကိုဝင်ဆောင်ပြီးကလေးမွေးကိုစိတ်ကူထားတယ်ကိုကအရင်ကကလေးမွေးမယ်သူ့မောင်စီကစပန်ယူပြီးတော့ကိုကကလေးမွေးမယ်သူကကြတော့ကို့မောင်စီကစပန်ကိုယူပြီးတော့သူကကလေးမွေးမယ်အဲ့အတွက်ညဆုံးကလေးမွေးမယ်တခြားကိုရီမိသားစုကမဟုတ်ပဲနဲ့အပြင်လူတယောက်စီကအဲ့လိုမျိုး စပန်ကိုယူဖို့လုံးဝစိတ်ကူးမရှိကိုရီတွေးသားပဲကိုရီလိုချင်တယ်အဲ့အတွက်ကိုနေနဲ့သူ့မောင်စီကစပန်ကိုယူပြီးမွေးတော့သူ့မိသားစုဘက်ကကြည့်ော်လေပြပြဒါသူတို့ရဲ့တွေးသားပဲကိုမိသားစုဘက်ကကြည့်နေတယ်ဒါသူတို့ရဲ့တွေးသားပဲသူကကိုမောင်နဲ့ခလီမွေးတဲ့ခါကျရင်ကိုရီမိသားစုဘက်ကကြည့်နေတာကိုရီတွေးသားပဲသူရီမိသားစုဘက်ကကြည့်နေတာသူတို့တွေးသားပဲအဲ့အတွက်ဒါကိုနေရက်ရန်စစ်ပြီးပြော့မတိတဲ့ဒဇင်းတယောက်ရဲ့အဲ့လိုမျိုး DNA နဲ့ဂျင်းကိုယူပြီးကိုရီ မိတော်မြောက်ပေးခြင်းအဲ့တော့အမှန်တိုင်းပြောတာပဲအထာကြီးပြောပြောပါကိုသွေးသားကိုပဲကိုလိုချင်တယ်အဲ့တော့အဲ့လိုနည်းနဲ့ပဲကိုညှဆုံးကလေးယူမှာပါနှစ်ဖက်ပြပါသဘောတူလားဆိုရင်ဒူပါတယ်ရောက်ခမအခုရတော့မေးနေပြီနင်တို့ဘယ်တော့ကလေးယူမှာလဲယူမယ်ဆိုရင်လဲယူကြတော့အသက်အရွယ်တွေကမငယ်တော့ဘူးအဲ့လိုတောင်ပြောပါတယ်ပြောမောင်နှစ်ယောက်စလုံးကလည်းစပန်ပေးမယ်လို့သဘောတူတာပါတယ် နှစ်ဖက်မိဘတွေကလည်းငွေရတဲ့ကလေးတွေကိုသူတို့ရဲ့ညီရဲ့အနေနဲ့မြေတောင်မြှောက်ပေးဖို့သဘောတူလာပါတယ်။ပြီးရင်ကိုတို့မြောက်စလုံးငွေရတဲ့ကလေးကိုသူတို့မိသားစုရဲ့မိသားစုနေကိုခံမယ်။ပြီးသူတို့မိသားစုရဲ့အာတကောင်စင်းတွေကိုထည့်မယ်။အဲ့တွေငွေရတဲ့ကလေးမြောက်စလုံးငွေရတဲ့တခါတဲ့ထိုင်းလူမျိုးလေးတွေဖြစ်ပါမယ်။ Okay အဲ့လို့ဆိုရင်အားလုံးသိရှိနေတဲ့မိကုန်းတွေကိုသိသွားပြီ။ဟုတ်ပါရဲ့နော်။